ြရှိနေကြတဲ့တာတာမီမီတို့ရဲ့မိခင်ဖခင်အားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်လိုက်ပါတယ်။ဆရာဒေါက်တာဆိုင်းမြတ်သူပါ။ဒီနေ့မှာတော့ဆရာတို့ကလေးရှိတဲ့အိမ်တိုင်းမှာဆရာတို့အရေးကြီးဆောင်ရမယ့်ဆေးတွေတဲ့ကအရေးကြီးဆုံးတစ်ခုဖြစ်တဲ့ပါရာဆီတမောအကြောင်းကိုပြောပြပါမယ်နော်။ဖြားနာကိုက်ခဲတာတွေကင်းဝေးဖို့ပါရာရှင်ဆေးတွေကိုရွေးချယ်လိုက်ပါ။ဖြားနာကိုက်ခဲ၊နာကျင်မှုအမျိုးမျိုးအတွက်စိတ်ချရတဲ့အကိုက်ခဲပြောက်စီပါရာရှင် original တုတ်ကွေးဖြားနာ နာစင်းနာပိတ်တာရဲ့အတွက်အေးမိတုတ်ခွေအရှင်းပြောက်တဲ့စေပါရှင်ကိုတတမိမိလေးတွေကိုပူဖျားနာလာရင် အသက်နှလားနဲ့စာပြီးတိုက်ကျွေးလို့ရတဲ့ပါရှင်အလိုက်စာကလေးအဖျားပြောက်စေအစာအိမ်ကိုထိခိုက်မှုမရှိလို့ယုံကြည်စိတ်ချစွာနဲ့တောက်သုံးပေးနိုင်ပါတယ်ဖျားနာကြိုက်ခဲကင်ဝေးဖို့ပါရှင်ဆေးတွေကိုစောင့်ထားကြပါစို့ YSI quality for a healthier life အဲ့တော့ကျွန်တော်ပါရာစီတမောကိုအိမ်ဒီမှာဘာအတွက်ဆောင်ဖို့လိုအပ်တယ်လဲပေါ့နော် ခလေးရှိရင်ဘာလို့ဆောင်ဖို့လိုအပ်တယ်လဲပေါ့နော်ဆိုတော့ခလေးဆိုတာကသူကအခက်မသိလို့ရှိရင်အရန်ပူလွန်ချင်းအေးလွန်ချင်းနော်ဒါမှမဟုတ်သူ့ရဲ့ကိုယ်ခံအားလေးကလူကြီးတွေနဲ့မတူဘဲနဲ့ကလူကြီးတွေထက်စာရင်နဲတဲ့အတွက်ကြောင့်မလို့အခက်မသိရင်အဖျားအနာကူးလွယ်ခြင်းเนาะဒီအချက်လေးတွေရှိတဲ့အတွက်ကြောင့်မလို့ဒါဆရာတို့ကလေးရုတ်တရက်ဖျားလာခဲ့ရင်ညာရင်ညာတာရုတ်တရက်ဖျားခဲ့ရင်လည်းအဆင်သင့်တိုက်လို့ရအောင်ဆိုပြီးတော့ဆရာတို့ပါရာစီတမောကိုအိမ်မှာစောင့်ထားသ သင့်တာပဲဖြစ်ပါတယ်เนาะအဲ့တော့ဟုတ်ပြီအဲ့တော့ဆရာတို့ paracetamol ကကလေးဖျားရင်တိုက်မင်းเนาะတခုခုနဲ့ထိမိခိုင်းပြီးလို့နာသွားရင်လည်းဒါရေရှည်ဆွဲမတိုက်ဘဲနဲ့တစ်ခေါက်လောက်ကလေးပေါ့เนาะအနာတိုက်တာယုံလေးလည်းတိုက်လို့ရတဲ့အနေအထားနဲ့လည်းတိုက်ရမယ်เนาะဆိုတော့ဒီအနေအထားမှာဆရာတို့ကလေးတစ်ယောက်ဖျားပြီဆိုတာကိုဘယ်လိုသိနိုင်တယ်လဲဆိုတော့အရေးကြီးတာပေါ့เนาะအဲ့တော့ကလေးကလက်နဲ့စမ်းကြည့်လို့ဂိုင်ကြည့်လို့ ပူနေတိုင်းဒါဖျားတာမဟုတ်ဘူးเนาะအဲ့တော့နှာခေါင်းပိတ်ရင်လည်းတစ်ခါတလေကလေးကခေါင်းကြီးပူနေတတ်တယ်အဲအဲ့ဒီအချိန်မှာပါရာဆီတမောမလိုဘဲနဲ့တိုက်လိုက်မိရင်ချွေတွေထွက်အဲပိုဆိုးပိုပဲရှိတာပေါ့နော်အဲ့တော့ဆရာတို့ကခလေးတယောက်ဖျားလားမဖျားလားသိဖို့အတွက်ကိုအဖျားတိုင်းမှုအတွက်သာမိုမီတာရှိထားဖို့တော့လိုအပ်ပါတယ်နော်အဲ့တော့ဒီနေရာမှာဆရာတို့လူကြီးဆိုရင်တော့လေဘယ်လိုသာမိုမီတာပဲ၃၃အဆင်ပြေပါတယ် ဒါပေမဲ့ခလေးဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာတို့ဗျာဓာပါတဲ့သာမိုမီတာတွေသုံးမယ်ဆိုရင်အခက်မသိလို့တော့ကျိုးသွားရင်အထက်ကဗျာဓာတွေထွက်လာခဲ့မယ်ဆိုရင်ဒါအန္တရာယ်ရှိတယ်။အဲ့ဒီအတွက်ကြောင့်ဆရာတို့က digital သာမိုမီတာလေးတွေကိုသုံးပေးစေခြင်းနဲ့အဲ့ဒီ digital ဆိုတဲ့နေရာမှာမှဆရာတို့ဂျိုင်းညက်တဲ့ဟာလေးတွေရှိတယ်။နှစ်ဖူးကိုထောက်ပြီးတိုင်းတဲ့ infrared လေးတွေရှိတယ်နော်။ဆိုတော့ဂျိုင်းညက်တာကြတော့ကွယ်ဟိုငြိမ်တဲ့ခလေးခလေးကြီးတွေဆိုရင်တော့အဆင်ပြေတယ်။ဒါပေမဲ့လာသားကလေးတွေကြတော့ဒါဆရာတို့ဂျိုင်းညက်ကိုထည့်လိုက်ခလေးကမငြိမ်ဘူးလှုပ်လိုက်ပြန်ပြုတ်ကြလိုက်တော့တိုင်းရင်မမှန် နေဖြစ်တတ်တာပေါ့အဲ့တော့ဆရာတို့ကလေးငယ်ရှိတယ်ဆိုတော့ infrared light တွေနှစ်ဖူးထောက်ပြီးတော့ချက်ချင်းတစ်စက္ကန့်အတွင်းအပြည့်ထွက်တဲ့ဟာလေးတွေစောင့်ထားရင်ပိုကောင်းတာပေါ့နော်အဲ့တော့ဟုတ်ပြီဆရာတို့ထောက်ပြီးတော့တိုင်းလိုက်ပြီးဘယ်အချိန်မှာဖျားတယ်လဲပေါ့နော်အဲ့တော့ဂျိုင်းမှာတိုင်းရင်တော့ဆရာတို့ကတစ်ပေါင်းရတယ်နှစ်ဖူးမှာထောက်တိုင်းတာလေးတွေဆိုရင်တော့တန်းပြီးအပြည့်ထွက်တယ်အဲ့တော့69 degree fahrenheit သို့မဟုတ် 39°C ဆိုရင်ဒါဆိုရင်ဆရာတို့ စပြီးတော့ဒီအထက်ဆိုရင်ဖျားပြီလို့သတ်မှတ်တာပေါ့နော်အဲ့ဒါဆိုရင်ဆရာတို့ပါရာဆီတမောကိုတိုက်လို့ရပါပြီအဲ့တော့ paracetamol တိုက်တဲ့နေရာမှာလဲဆရာတို့ကအချိုးအစားအရေးကြီးသေးတယ်လေနော်အဲ့တော့ဆရာတို့အများရန်ပြောနေကြစကားရှိတယ်ခလေးဒီလူကြီးအသေးစားမဟုတ်ပါအဲ့တော့ခလေးလေးကလူကြီးရဲ့လေးပုံတစ်ပုံပဲရှိလို့ ပါရစီတမုံကိုလေးချမ်းချမ်းပြီးတော့เนาะအရေဆိုလို့ရှိရင်လည်းလူကြီးရဲ့လေးပုံတစ်ပုံကိုပဲတိုက်မယ်ဒီလိုလုပ်လို့မရဘူးเนาะအဲ့တော့ကလေးရဲ့ weight နဲ့တိုင်းပြီးတော့ဇာတို့ကပါရစီတမုံကိုတိုက်ပေးရတယ်အဲ့တော့ဘယ်လိုတိုင်းမလဲဆိုရင်ဇာတို့ကကီလိုဂရမ်စနစ်ကိုသုံးပါတယ်အဲ့တော့ကလေး1ကီလိုဂရမ်အလေးချိန်ရှိတိုင်းမှာပါရစီတမုံကိုဇာတို့15မီလီဂရမ်တိုက်ပါတယ် အဲ့တော့ပြောချင်တာကစကလေး10 kg ရှိတယ်ဆိုလို့ရှိရင် paracetamol 120အားဆိုရင်ဒဇွန်တိုက်လို့ရတယ်5 ml ဒဇွန်တိုက်လို့ရတယ်နော်ကလေးအကယ်၍ပေါ့နော်10 mg 10 kg ရှိတဲ့ကလေးဆိုလို့ရှိရင်ဒါပေါင်နဲ့ဆို22ပေါင်ပေါ့နော်1 kg က1.2ပေါင်ဆိုတော့22ပေါင်ရှိတဲ့ကလေးဆိုရင် paracetamol 150 mg တိုက်ပေးရပါတယ်။အဲ့ဒါမှကလေးအတွက်လိုအပ်တဲ့ dose ကိုတိတိကျကျရပါလိမ့်မယ်။အဲ့တော့တိုက်တဲ့အခါမှာလဲဆရာတို့ paracetamol ဝယ်တဲ့အခါမှာဘူးကိုကြည့်ပါ။တချို့ဘူးတွေက120အားရှိတယ်။ တချို့က250အားရှိတယ်เนาะအဲ့တော့အကြမ်းပြင်းပြောရမယ်ဆိုရင်ဒါဆရာတို့တစ်နှစ်သားအရွယ်ဝန်းကျင်နှစ်နှစ်သားအရွယ်ဝန်းကျင်လေးတွေဆိုရင်တော့150အားလေးတွေတိုက်လို့ရတယ်ခလေးကြီးတွေဆိုရင်တော့250လောက်ကြာမှသူတို့အတွက်ကကွက်တီလောက်ကြာမှာပေါ့เนาะတိုင်းပြီးတိုက်ရတာပိုးလွယ်တာပေါ့เนาะဆိုတော့ဒီလိုမျိုးရွေးချယ်ပြီးတော့တိုက်ပေးဖို့လည်းလိုအပ်ပါတယ် တိုက်တဲ့အခါမှာလဲဆရာတို့ကဘလောက်တိုက်မလဲဘယ်နှချိန်တိုက်မလဲဆိုတာရှိသေးတယ်လေနော်ဆိုတော့ကလေးဖျားတယ်ဆိုတိုင်းအဖျားမကြမချင်းတော့တနာကြီးချာနာယူဝချရှောက်တိုက်နေလို့လည်းမရဘူးလေနော်အဲ့တော့အချမ်းပြင်းဆရာတို့တနေ့ကို၃ချိန်တိုက်မယ်နော်ရှင်းနာကြီးချာအတိအကျမလို့ဘူးပိုးသက်စင်မဟုတ်တဲ့အတွက်အတိအကျတိုက်စရာမလိုဘူးရှင်းနာကြီးချာတိုက်လို့ရတယ်လိုအပ်လာရင်၆နာရီချာထိတိုက်လို့ရတယ် အဲတချို့ကြ၄နာရီချာတိုက်ကြတယ်ဒါပေမဲ့ဆရာတို့ကတော့လေ၄နာရီချာကိုကိုယ်သဘောနဲ့ကိုမတိုက်စေချင်ဘူးဆရာဝန်ရဲ့ညွှန်ကြားချက်ရှိမှ၄နာရီချာတိုက်စေချင်တယ်မဟုတ်ရင်အပူအားလေးကြီးသေးပါရာတွေကလည်းအများကြီးဝင်သေးဆိုရင်ခလီးပိုက်အောင်တာတွေဖြစ်လာမှာလဲစိုးလို့ပါเนาะအဲ့တော့ဒီချက်လေးတွေကိုကြည့်ပြီးတော့ကိုယ်ကလေးရဲ့ weight နဲ့ချိန်ပြီးတော့တိုက်ဖို့လိုအပ်ပါတယ် ော့အဖျားကြီးလာပြီဆိုရင်ဆရာတို့တရားနှစ်တရားသုံးကြော်သွားလို့ရှိရင်တက်သွားမှလည်းစိုးရသေးတယ်เนาะအဲ့တော့ paracetamol လည်းတိုက်ပါ ကလေးအရန်အပူကြီးလာရင်ရေပတ်တိုက်ချလိုအပ်ရင်ရေချိုးချရေချိုးရမှာမကြောက်နဲ့เนาะတချို့အမေတွေအဖျားအရန်ကြီးရင်ရေချိုးရမှာကြောက်တယ်ရေချိုးလိုက်လို့ပိုဆိုးသွားမှာကြောက်တယ်ကလေးကအဲ့ချိန်မှာအေးလို့တွန့်ပြီးငိုတာကိုသူတို့ကကြောက်ကြတာเนาะမကြောက်နဲ့အရန်အပူကြီးရင်ရေချိုးချပြီးရင်ကလေးမှာရေထက်များများရှိအောင်လို့ဆရာတို့ရေများများတိုက်ပေးဖို့လိုအပ်တယ်အစားအသောက်ကိုဖျက်မချလိုက်ပါနဲ့သူစားနိုင်တယ်ဆိုလို့ရှိရင်အပူအရန်ကြီးရင်တော့ဆရာတို့ရင်တောက်မှာဆိုလို့ခပ်ပြော့ပြော့လေးတွေပေါ့เนาะအဲ့လိုလေးတွေဆက်ပြီးကျွေးပါเนาะသူစားနိုင်တယ်ဆိုကျွေးအန်နေတော့တမျိုးပေါ့เนาะ အဲ့တော့ဒါအစာအတော့ရေလုံလောက်မှုနောက်ကလေးအတွက်အရန်အပူကြီးလာရင်ရေချိုးချဓာရီလိုအပ်တယ်ဘယ်အချိန်မှဆရာတို့အရေးတကြီးစီကံပြဖို့လိုတယ်ပေါ့နော်ဆိုတော့ဖျားတိုင်းဆရာတို့အိမ်မှာပဲကုရမှာလားသို့မဟုတ်ဖျားတိုင်းစီကံသွားရမှာလားဒီလိုမဟုတ်ဘူးနော်အဲ့တော့ကလေးကဖျားတယ်အရန်အဖျားမကြည့်ဘူးနော်69တရားတရားတက်ကိုကလေးကလည်းလန်းလန်းဆန်းဆန်းရွှင်ရွှင်လန်းလန်းပဲဆိုလို့ရှိရင်အိမ်မှာပါရာစီတမောတိုက်လို့ရပါတယ်အဲအကယ်၍ကလေးကအဖျားတွေတအားကြီးပြီးတော့ နော်အယမ်းမှိမ့်နေခဲ့ရင်ဒါမှမဟုတ်အသက်ရှူတွေမြန်နေခဲ့ရင်ဖျားတာအပြင်နှာစီးချောင်းဆိုးအယမ်းဆိုးတယ်ချောင်းတွေတအားဆိုးပြီးတော့ ကလေးကနော်ဟိုကောင်းကောင်းနဲ့အစားအမဝင်တော့ဘူးအန်နေတယ်ဝင်းလျှောနေတယ်တက်သွားတယ်ဒီလိုမျိုးပေါ့နော်အရေးကြီးတဲ့လက္ခဏာတွေရှိတယ်ဆိုရင်အသက်ရှူတွေလည်းမြန်းတယ်နော်ဒါမှမဟုတ်ကလေးကမိခင်ဖခင်ကိုကောင်းကောင်းစကားပြန်မပြောနိုင်တော့ဘူးအရန်ငယ်တဲ့ကလေးတွေဆိုရင်အမေအဖေကိုကောင်းကောင်းမတုံ့ပြန်နိုင်တော့ဘူးဒါမျိုးဆိုရင်တော့အရေးကြီးပါတယ်အဲ့ဒါဆိုရင်တော့ဒါဆရာတို့နီးစက်ရဈေးုံဈေးကန်တက်တိနားလေတက်ကျွမ်းနဲ့ကျမ်းမာရေးဝန်ထမ်းစီမှာသွားပြီးတော့ကုသမှုခံယူသင့်ပါတယ် တော့ကလေးတယောက်ဖျားတယ်ဆိုတာကလည်းဒါဖျားတဲ့အကြောင်းရင်းအမျိုးမျိုးရှိတယ်လို့နော်အဲတချို့ကလေးတွေကြတော့ဒါရာသီဥတုအပြောင်းအလဲဖြစ်လို့အပူချက်သွားလို့အေးပတ်သွားလို့ဒါမှမဟုတ်တုတ်ကွေးပိုးကူးလို့ဒါကြောင့်ဖျားတာလည်းရှိတတ်တယ်အဲဒါဆိုရင်တော့ဆရာတို့ဟာ36နာရီအတွင်းမှာပဲပြန်ပြောက်ပါတယ်အဲဒီထက် ပေါ့နော်ပိုပြီးဆိုးတဲ့ယောဂါတွေပေါ့ ဥပမာဆရာတို့သွေးလုံတက်ကွေးဆိုလို့ရှိရင်48နာရီကြော်ဖျားကိုဖျားပါတယ်เนาะ3ရက်4ရက်တွေဖျားကြတယ်ဒါမှမဟုတ် type 5ဆိုလို့ရှိရင်ဦးရောင်ငန်းများဆိုရင်ရက်ရှည်တွေဖျားကြတယ်9ရက်8ရက်တွေဖျားကြတာတွေရှိပါတယ်เนาะအဲ့တော့ဒီလိုမျိုးအဖျားဖျားတိုင်းဟာလဲ paracetamol တစ်မျိုးတည်းနဲ့လဲပြီးချိန်မှတော့ပြီးမယ်ဒါပေမဲ့ဖျားရင်တော့ paracetamol ထည့်တိုက်ဖို့လိုတယ်ဆိုပေမဲ့เนาะရိုးရိုးဖျားတာမဟုတ်ဘဲနဲ့ယောဂါတခြားပေါ့เนาะဟိုတေချာကုသဖို့လိုအပ်တော့ maybe ပိုးသက်စေထည့်တိုက်ဖို့လိုကောင်းလိုနိုင်တော့ယောဂါတွေရှိတယ်ဆိုတာကိုလဲခေါင်းထဲမှာရှိ ထားဖို့လိုအပ်ပါတယ်ဒါကြောင့်မိခင်တွေအနေနဲ့အိမ်မှာ paracetamol တိုက်ထားလို့ရတာမှန်ပေမဲ့เนาะအရေးကြီးတဲ့လက္ခဏာတွေမြင်ခဲ့ရင်သို့မဟုတ်အဖျားရက်ရှည်ခဲ့ရင်เนาะဒါဆိုရင်တော့ဆရာတို့ဟိုတွားပြီးတော့ပြရောက်ကုသဖို့လိုအပ်တာပေါ့เนาะ ဒီနေရာမှာဆရာတို့ဟိုတချို့မိဘတွေကကြတော့စိတ်ပူလွန်ပြီးတော့ပေါ့နော်အိမ်မှာကိုယ်သဘောနဲ့ကိုယ်ပိုးသက်စီလေးထည့်တိုင်မိကြတာလေရှိကြတယ်เนาะအဲ့တော့ဆရာတို့ကတော့ပိုးသက်စီဆိုတာဟာတကြွန်းနားလေတဲ့နော်ဆရာဝန်တယောက်ကနေပြီးတော့ထည့်တယ်ဆိုတော့မှပဲတိုက်စီခြင်းပါတယ်ဘာဖြစ်လို့လဲဆိုတော့ပိုးသက်စီတိုက်လို့ကောင်းကျိုးလေးရှိတယ်လို့ဆိုးကျိုးတွေလည်းရှိပါတယ်เนาะအဲ့တော့ကောင်းကျိုးကတော့ဒါဆရာတို့တကယ်ပေါ့နော်ဒါ virus မဟုတ်ဖ ೇನೆ bacteria ဖြစ်နေပြီเนาะရိုးရိုးတုပ်ပွေးမဟုတ်တော့ဘူးယောဂကြီးဖြစ်ပြီဆိုရင်တော့ဒါပိုးသက်စီမထည့်ရင် မပြောက်ကိုမပြောက်ဘူးเนาะအဲ့တော့ဒါထည့်တိုက်ဖို့လိုအပ်တယ်ဒါပေမဲ့အဲ့လိုအခြေအနေဟုတ်မဟုတ်ဆိုတာဟာကိုယ့်ရဲ့ဘောနော်မိဘတွေအနေနဲ့ဒါစေးပညာကိုဟိုမတိထားလို့ရှိရင်တိုက်ဖို့ဟာထည့်တိုက်ဖို့ဟာမလွယ်ပါဘူးเนาะအဲ့ဒီအတွက်ကြောင့်မလို့ဆရာတို့ပိုသက်စီဆိုရင်เนาะဆရာဝန်ညွှန်ကြားချက်နဲ့မှာတိုက်စီခြင်းပါတယ်တိုက်ပြီဆိုလို့ရှိရင်လည်းဆရာတို့အနေနဲ့ဆေးကိုသူ့ရဲ့အချိန်အတိအကျ နော်နောက်ပြီးလို့ရှိရင်ဘယ်နှစ်ရက်ဆိုဘယ်နှစ်ရက်အတိအကျအဲ့လိုလေးတိုက်ပေးဖို့လိုအပ်တယ်တချို့ဘူးသက်ဆေးလေးတွေက3ရက်တိုက်တဲ့ဆေးရှိတယ်တချို့က5ရက်တိုက်တဲ့ဆေးရှိတယ်ယောဂါပေါ်မူတည်ပြီးတော့ဆွဲတိုက်ရတာလေးတွေလည်းရှိပါတယ်အဲ့ဒီနေရာမှာမှဘူးသက်ဆေးတိုက်တဲ့နေရာမှာလည်းပါရာစီတမောတိုက်တယ်လို့ပဲအချိုးအစားကလည်းအရေးကြီးသေးတယ်ဒီအချိုးအစားကိုကိုကမသိဘဲနဲ့တိုက်မိမယ်ဆိုရင်များသွားရင်လည်းခလေးအတွက်ဆိုးကျိုးတွေရှိနိုင်ပါတယ်နဲသွားရင်လည်းထိရောက်မှုမရှိဘူးဆိုတာဖြစ်နိုင်တယ်လို့နောက်ဆက်တွဲအနေနဲ့ဆရာတို့ဟိုပုံမှန်မတိုက်ဖဲနဲ့ပေါ့နော်တိုက်လိုက်မတိုက်လိုက်ဖြစ်လိုက်နဲလိုက်များလိုက်ဖြစ်မယ်ဆိုရင်ဒ ီပိုးသက်ဆေးတွေကိုကလေးကယင်ပါသွားတဲ့အခါမှာတကယ်ယောဂါကြီးတခုနောက်နောက်နင်းလားငါလားဟဲ့ဖွားဟဲ့เนาะဖြစ်လာပြီဆိုလို့ရှိရင်ဆရာတို့ပုံမှန်ပေးနေကြဆေးတွေနဲ့မနိုင်တဲ့အခါမှာဆေးရုံတင်ရတာမလိုလားအဖေနဲ့အိမ်မှာကူရမာတွေကိုအိမ်မှာမကူရဘဲနဲ့ဆေးရုံတက်ရတာယောဂါကပိုဆိုးလာတာကလေးနောက်ကျပြီးတော့မှသိတဲ့အတွက်သို့မဟုတ်ယောဂါကျွမ်းမှနော်ပူပြီးတော့ကလေးကိုကူရတဲ့အတွက်ကြောင့်မလို့ဘေးရွက်ဆိုးကျိုးတွေနောက်ဆက်တွဲတွေရှိလာတာဒါမျိုးတွေဖြစ်တတ်ပါတယ်နော်ဒီနေ့ဆရာတို့ ကလေးငယ်နဲ့ paracetamol ဆိုတဲ့အကြောင်းလေးကိုရှင်းလင်းပြောပြပေးခဲ့တာပဲဖြစ်ပါတယ်။မိခင်ဖခင်တို့လည်းဘုဟုတ္တအများကြီးရရှိမယ်လို့မျှော်လင့်ပါတယ်။ဆရာဆမ်းမြတ်သူပါအားလုံးကိုကျေးဇူးတင်ပါတယ်။